ဒါထိုင်းနဲ့နေစားမှာတရှိရဲ့စစ်ကောင်စီရဲ့အခုဆိုကြပါစို့နော်နေကြဆောင်တက်တယ်အကုန်လုံးတစ်ခုပြီးတစ်ခုလိုက်ပြီးတိတ်တိတ်ယူနေတာကြီးအခုတွေ့နေရတယ်တိတ်တိတ်လို့ဘုန်းကြီးတို့ပြောတာပါနော်ဒေါ်လာရေးတော့အချိန်ကျပြီလို့တော့သူတို့သုံးသက်တဲ့အနေအထားမှာခရင်ကောင်းဆောင်တွေထင်တယ်လို့တော့မြင်ရတာပဲအဲနော်ဆက်ဆက်ပြီးတော့တိုးတက်ပြီးတော့သူတို့နေရာကြီးသူတို့သိမ်းသွားနိုင်တယ်ဆိုရင်လည်းဝမ်းသာကြပါဘို့သို့တော်လည်းပဲယနေ့တကယ်လို့များအေးကိုအေးအောင်လို့ကြီးသူတို့ရဲ့ပြည်နယ်တွေမှာအခုသူတို့ဆိုင်ရာစစ်တပ်ကိုမောက်ထုတ်နိုင်ပြီးတော့အခု စကိုင်းမကွေးမန္တလေးဆိုတဲ့ဥမာပေါ့ဘကိုးဆိုတဲ့ရန်ကုန်ဆိုတဲ့တနင်္လာရီဆိုတဲ့အေရီဆိုတဲ့ဒေသတွေမှာကြံနေခဲ့ပြီဆိုရင်နော်ရွေးကောက်ပွဲကလည်းလုပ်သွားမယ်အနာဂတ်မှာဒီနေရာဆုံးဖို့သွားမယ်ဆိုကဲမင်းတို့ဗမာတွေကဗမာနေရာတော်လှန်ကြကွာဆိုပြီးတော့များဖြစ်လာခဲ့ရင်ငါတို့ရဲ့ NUG ငါတို့ရဲ့ CRB ငါတို့ရဲ့ NUCC နဲ့ငါတို့ရဲ့အခုပကပပပပလာဖ PDS ဆိုတဲ့ LPDS ဆိုတဲ့အဖွဲ့အစည်းတွေကစီးလုံးညီညွတ်မှုတနည်းပြောရင်တော့အခြား EO EAO တွေရဲ့စူးစမ်းပြီးတော့ဟိုဥဆောင်ပေးမှုတွေမပါဘူးဆိုရင်ဗမာရဲ့ တော်လိုင်းရေးတနည်းပြောမြေပြတ်ရဲ့တော်လိုင်းရေးဟာကြံခဲ့တိုင်းနဲ့အရှင်နေရှိတာကိုအားလုံးနားလည်သိရှိပြီးသားဖြစ်မှာပါ။ဒါကြောင့်မို့လို့ကျွန်တော်အချုပ်ပြီးပြောရရင်တော့အာနာရှင်ဟာတော့ဒီတော်လိုင်းရေးကိုထောက်ခံခဲ့တဲ့ပြည်သူလည်းအညှိတိအာဃာတနဲ့တော့ဘုံကျဲတက်ဖြတ်ဖန်စီတက်ဖြတ်နှိမ့်ဆက်တက်ဖြတ်ဒီလိုမတရားဥပဒေစစ်မှုထမ်းပြပြီးတော့မတရားလုပ်နေသလိုအနာဂတ်မှာလည်းအာနာဆုတ်ကယ်မှုအတွက်ဆက်လက်တက်ဖြတ်နေမှာပါပဲ။ဒါကြောင့်မို့လို့ဦးစင်းတို့ဟာဗမာလီဘာဟာဗမာဟန်ယနေ့ NUGC ရပြီ NUCC တော့တော့ဒီစကိုင်းမကွေးမန်လေးဘက်မှာရှိကြတဲ့ပကပပပပလာဖဆိုတဲ့ NUG MO ရောက်မှာရှိကြတဲ့ဖွဲ့စည်းတွေ LPD တွေက စူးစီးညီညွတ်မှုတွေဆိုတဲ့အခါမှာကိုယ့်ရဲ့အတ္တကိုဖြေချော့ပြီးတော့မှအနာဂတ်ကိုငါတို့ကြံနေခဲ့လို့မဖြစ်ဘူးအနာဂတ်ကိုတော့ငါတို့ဘယ်လိုသွားမလဲဆိုတဲ့အရာတွေကိုအခြားသောအေးအေးကိုခေါင်းဆောင်နေအီယာအီယာဝဲခေါင်းဆောင်နေနဲ့တော့ခြေပြေးစနစ်တကျကိုစူးစီးညီညာတိုင်မြင်မဟာပြူအောင်စူးစီးပြီးတော့မှအနာဂတ်ကိုသွားနိုင်မှငါတို့တိုင်းပြည်ဟာလွတ်မြောက်ခြင်းဆိုတဲ့အကျိုးစီးပွားကိုခံစားရနိုင်ပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကကိုဒေတာကိုရသွားပြီဆိုရင်ဗမာ PDF တွေနဲ့အဓိကဖွဲ့စည်းထားတဲ့ UNG အနေနဲ့စစ်တပ်ကိုတစုတစည်းတဲ့တွန်းလှန်နိုင်မှု တပ်ပေါင်းစုဖွဲ့စည်းတင်ပြီလို့ဆရာတော်တတိပေးလိုက်ပါပြီ။ရွေးကောက်ပွဲကိုကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစုံအဖြတ်ဖြင့်ဆောင်ရွက်နိုင်ဟုစစ်ကောင်းဆောင်ပြောလိုက်ပါပြီ။စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲကျင်းပရန်အတွက်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အစုံအဖြတ်ဖြင့်ဆောင်ရွက်နိုင်ကြောင်း စစ်ကောင်းဆောင်မင်းအောင်လိုင်းကပြောကြားလိုက်တာပါယမန်နေ့မေလ16ရက်တွင်နေပြည်တော်၌ပြုလုပ်ခဲ့သည့်စစ်ကောင်းစီစည်းဝေးတွင်စစ်ကောင်းဆောင်မင်းအောင်လိုင်းကရင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ပြီးမူလရည်ရွယ်ချက်အတိုင်းရွေးကောက်ပွဲကျင်းပပြုလုပ်ရမည်ဖြစ်ကြောင်းဆက်လက်ပြောဆိုထားပါသည်စစ်ကောင်းဆောင်မင်းအောင်လိုင်းသည်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင်လည်းယာယီသမရတာဝန်ယူထားပြီး ပြီးခဲ့သည့်ဇန်နဝါရီလ31ရက်တွင်အထွေထွေရွေးကောက်ပွဲကျင်းပရန်တည်ငြိမ်အေးချမ်းမှုလိုအပ်နေသည်ဟုအကြောင်းပြကာနိုင်ငံတော်အရေးပေါ်အခြေအနေကိုခုနှစ်ကြိမ်မြောက်တက်တန်းတိုးခဲ့သည်။အဘေးရယ်လူစုလူရုပ်တွေလုတ်တဲ့ဘေးရယ်နဲ့တိုင်းသူပြည်သားပေါ့နော်ဘာသာမရွေးလူမျိုးမရွေးအားလုံးဟာစိတ်လဲဆင်းရဲရကိုလဲဆင်းရဲရပေါ့တချို့ဆိုကိုလဲအင်္ဂါအသက်အကျိုးစီးပွားအကုန်ဆွတ်လို့ရဆိုအဲ့လိုအခြေအနေမျိုးတွေနဲ့တွေ့ကြုံနေရတယ်လို့ကိုလဲအင်္ဂါအသက်တွေ မဆုတ်လို့ရပါမယ်လေစိတ်ထောင်းတော့ကိုကြီးဆိုတဲ့ဗမာစကားလိုပဲတကယ်တမ်းကျတော့စိတ်ပန်းဆိုင်ရာလဲဖြစ်စည်းမှုပေါ်များစွာနဲ့ပြင်ပန်းနေကြမှာပါတရားမျှတပြီးတော့တရားဥပဒေတွေနဲ့ဤစနစ်တွေနဲ့လွတ်လပ်တဲ့တရားမျှတတဲ့ဒဏ်သူညီများတဲ့အကျိုးတွေရနေတဲ့နိုင်ငံကောင်းတွေမှာခေါင်းဆောင်ကောင်းတွေအုပ်ချုပ်လို့ဥပဒေကောင်းတွေစနစ်ကောင်းတွေနဲ့သွားနေတဲ့နိုင်ငံတွေမှာတိုင်းသူပြည်သားတွေဟာအားလုံးဟာဟိုလူချမ်းသာကြီးမရှိဘူးအားလုံးဟာပညာတတ်ကြီးမရှိပေမဲ့လည်းပဲသူတို့လုပ်ရတဲ့အပေါ်မှာသူတို့နေထိုင်ရတဲ့ပုံမှာသူတို့ဘဝအဆင့်တန်းနဲ့သူတို့ တိုင်းပြည်အတွင်းမှာနေရတဲ့အခါမှာဥပဒေကောင်းတွေစနစ်ကောင်းတွေနဲ့အနိုင်ကျင့်မခံရတဲ့အခါမှာလွတ်လပ်မှုပျော်ရွှင်မှုပေါ့နော်ရည်ရည်မှုအဲဒီအရာတွေနဲ့သူတို့ရဲ့စိတ်တွေဟာအသက်ရှင်နေစဉ်ကာလမှာခေါင်းပေါ်ရင်ကော့ပြီးတော့နေထိုင်နိုင်တဲ့အရာရှိပါငါတို့မတရားလုပ်ရင်တော့ငါတို့တိုင်းပြည်မှာဥပဒေကောင်းတွေရှိတယ်မတရားမှုကိုဥပဒေကောင်းတွေကလက်ပိုက်ကျင့်နေဘူးဆိုတော့စိတ်တွေနဲ့ယုံကြည်မှုတွေအားတွေများစွာဖြစ်ကြပါတယ်ဥစဉ်တို့တိုင်းပြည်မှာတော့ယနေ့တွေ့ကြုံနေကြတဲ့အခါမှာတိုင်းပြည်အာဏာမလုခင်ပါလဲပဲယနေ့တွေ့ကြုံရတဲ့ကိုဗစ်နော်ယောဂဘေးတွေ ဒါတွေလည်းယနေ့ပြန်ကြည့်ဆက်ရမယ့်အခြေအနေမျိုးတွေပါပဲအခုပြပေးအဲ့ကနေတိုင်းပြည်အာဏာလုတယ် တနည်းပြောရင်တော့ဒေါ်လာရေးဖြစ်လာတဲ့ကာလအတွင်းမှာလည်းရေဘေးတွေရောမုန်တိုင်းဘေးတွေရောယနေ့ငလင်ဘေးရောလက်လက်ဆက်ဆက်တွေ့ကြုံခံစားထားရတဲ့အခြေအနေပါလက်တွေ့ခံစားရတဲ့လူတွေရဲ့စိတ်ထဲမှာဆင်းရဲဒုက္ခတွေယနေ့မန်လေးဆိုနေရာမျိုးတွေထပ်ပိုင်းနေမှာဆိုရင်ငလင်ခလခဏလှုပ်နေလို့ဖြစ်တဲ့နော်စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေပေါ့နော်ဘယ်လောက်များပြန်မလိုက်မလဲအဲ့တော့အခြားနေရာတွေမှာလည်းရန်ကုန်အစအစရှိတဲ့နေရာဒေသတွေမှာလည်းအဆင်မပြတ်သေးပေမဲ့လည်းဒေါ်လာရေးကာလအဆင်မပြတ်သေးပေမဲ့လည်းအားလုံးကမလွတ်လပ်ဘူးအားလုံးကစီးပွားချာရတာဂျမိုင်းလူမျိုးပညာရေးရအစနော်မလွတ်လပ်တဲ့အခြေအနေနဲ့ နော်ဆိုးတိတ်လေးနဲ့နေကြရတာမို့လို့အားလုံးဟာစိတ်ပိုင်းရုပ်ပိုင်းအရာရာနွမ်းပြီးတော့ပင်ပန်းနေကြရတယ်အဲ့တော့ဥပဒေကိုကြည့်တော့လည်းမတရားတဲ့ဥပဒေတွေနဲ့ယနေ့ဒေါ်လာရေးကာလမှာလည်းဒေါ်လာရေးကိုအားကိုးပြီးတော့အမှန်တရားကိုမျက်နှိုးရတဲ့ခါမှာလည်းယနေ့ဒေါ်လာရေးကာလ၅နှစ်ပြည့်လာတဲ့ကာလတွေမှာဥဆောင်သူတွေယနေ့ဒေါ်လာရေးကာလမှာဥဆောင်သူတွေရဲ့အားနည်းချက်ပေါင်းများစွာအကြောင်းလဲထိုင်းသူပြည်သားတွေကစိတ်ပင်ပန်းပဲဆိုတာကိုကျွန်တော်ကိုရင်းစားတယ် ယနေ့တိုက်ပြည်ကိုမရရလို့တဲ့အာနာချင်းစနေစိုးကြောင့်လည်းတိုက်သူပြည်သားစိတ်ဆင်းရဲကိုစင်းဖြစ်ရတယ်။အမှန်တရားကိုတိုက်သူပြည်သားကထောက်ခံပြီးသွားနေတဲ့အခါမှာလဲဂျိုးစာအထုတ်မှုတွေဟာတိုက်သူပြည်သားရဲ့အကျိုးစီးပွားကိုမဆက်ကပြောဆိုပေးမယ်လဲတကယ်လက်တွေ့မှာကိုဂျိုးစီးပွားနဲ့ကိုယ့်ရဲ့ဒစုတစ်ဖွဲ့ကိုတလူမျိုးကိုတပါးသားအကျိုးစီးပွားကိုသွားနေကြတဲ့လူအတ္တသမားတွေကြောင့်ယနေ့တော်လိုင်းရေးမှာနေရာတွေရခေါင်းဆောင်တွေဖြစ်နေကြပြီမယ်လဲအစိတ်စိတ်အပိုင်းပိုင်းနဲ့တိုက်သူပြည်သားတွေဟာအရန်တွေကို ဝန်းနေရမယ်စိတ်မကောင်းဖြစ်ရမယ်ဆိုတာဦးဇင်းတို့အထူးပဲကိုရင်းစာ မိပါတယ်တိုင်းပြည်သားလူထုနဲ့စွန့်တင်ကန်းကြောင်းစီပစ္စည်းလေးပါးကိုသုံးဆောင်ခံစားပြီးတော့တိုင်းပြည်သားတွေဦးဇင်းတို့တက်တယ်ဗျအခုလောလောဆယ်တော့ဘေးတော့ဘေးလွတ်ရာမှာထိုက်တီအောင်ဆိုနေထိုင်ရမယ်တိုင်းပြည်တွင်းမှာအော်ပူလို့လဲပူလို့အေးတော့လဲအေးလို့တော့မိုးရွာတော့လဲမိုးရွာလို့တော့တော့တဘာဝဘေးဖြစ်တော့လဲဖြစ်လို့မတရားတဲ့ဒီလိုဘေးတွေနဲ့တိုင်းပြည်တွင်းမှာနေထိုင်ရတာဟာ ။အော်မလွတ်လပ်လိုက်တာ။စိတ်လည်းမလွတ်လပ်။နော်ကိုယ်လည်းမလွတ်လပ်။စိတ်ထောင်းတော့ကိုကြီးအရာရာပေါ့နော်။သွားရင်လာရင်မဆာငါသားလေးပြင်သွားရင်ဖမ်းတော့မလားဟဲ့။ငါသမီးလေးပြင်သွားရင်ဆွဲတော့မလားဟဲ့။နော်အိမ်ပြတကားလာခောက်မလား။မျိုးမျိုးသောမတရားစစ်မှုတွေဥပဒေနဲ့လည်းဆွဲခေါ်နေတာမျိုး။နော်မတရားစစ်မှုတွေဥပဒေနဲ့ငွေပေးခေါ်နေတာမျိုး။မရတော့ဘူးဆိုလို့ရှိရင်နောက်ဆုံးတော့အကုန်လုံးလိုက်ကြရမှာမျိုး။ထိုးအရှင်တွေတရက်ကိုလွတ်ချင်လို့တော်လိုင်းရေးအမှန်တရားဘက်ကဒီမတရားတဲ့အာဏာရှင်စနစ်ဆိုးကြဆုံးအောင် တိုင်းပြည်သားတွေကအမှန်တရားဘက်ကရက်ခံခဲ့တယ်။တော့ဒေါ်လာရေးဘက်ကရက်ခံခဲ့တယ်။ငါတို့ငါတို့နေဦးဒေါ်လာရေးလင်းမြောက်အောင်မြင်ပါစေ။ငါတို့နေဦးဒေါ်လာရေးအောင်မြင်မှဒီမတရားမှုတွေစိတ်သုံးမှာငါတို့တိုင်းပြည်ကလွတ်လပ်မှုရမှာဆိုတဲ့မျိုးလင့်ချက်တွေငတ်လင့်မှုတွေနဲ့နှလုံးအိမ်ထဲမှာရှိနေကြမှာပါ။ဒါကြောင့်မလို့ထိုးအရေးတွေပေါ်မှာတော့အာဒါချေကတော့တိုင်းပြည်ကိုပါတိုင်းပြည်ပေါ်မှာဘုံကျဲလို့တိုင်းပြည်ပေါ်မှာတပ်ဖြတ်လို့နော်တိုင်းပြည်ပေါ်မှာလူကောင်းသူကောင်းတွေကိုဖမ်းဆီးတောင်းချလို့နော်တတိပြောနော်တော်လန်ရေးဖြစ်ရာကာလမှာတော်လန်ကြတဲ့နော်အဲ့တော့အစုဖွဲ့တွေနဲ့ နော်တိုင်းပြည်ကိုလွတ်လပ်အောင်တော်လှန်ကြတဲ့အစုဖွဲ့တွေနဲ့တော်လှန်ရေးအစုဖွဲ့တွေနဲ့ယနေ့တိုင်းပြည်အာဏာမတရားလုထားတဲ့တိုင်းပြည်ရဲ့ဗန္ဒနဲ့တိစောက်ထားတဲ့စစ်တပ်ကိုတသိသာတမိတ်အောက်မှာမတရားအာဏာလုထားတဲ့သူတွေဟာမကောက်ပါဘူးစစ်ကတိုက်ပါဒါစစ်ဆိုတာဖြစ်ကြပါပဲသဘောရည်ရင်းမှုတွေမရတော့ဘူးဘာသာရေးရင်းမှုတွေကပြောဆိုလို့မရတော့ဘူးဘာသာရေးဆုံးမတွေကနော်မရတော့ဘူးဘယ်အမှတားလို့စီးလို့မရတော့ဘူးဆိုလို့ရှိရင်လည်းပဲအာဏာအာတိုင်းပြည်အာဏာလုထားတဲ့သူတွေကိုတိုက်ပြည်ရနေပြီးတော့ဒါတိုင်းပြည်သားကလည်းယနေ့တော်လှန်လာရတာရှိအဲ့လိုတော်လှန်လာတဲ့ကာလမှာတော်လှန်နဲ့ လူနဲ့နော်ယနေ့တိုင်းပြည်အာဏာလုထားတဲ့လူနဲ့စစ်ဖြစ်တယ်ဆိုတာဒါပြဿနာမရှိဘူးဖြစ်ပါနော်တော်လန်နဲ့သူကလည်းအာဏာရှင်ကိုရွေးတိုက်ပါနော်တမီးပြောနော်အာဏာရှင်ကလည်းကောင်းပြီအဲ့တော့သူ့တော်လန်နဲ့ဒီယနေ့ PDF လို့ဆိုရဲအဖွဲ့စည်းတွေရောရောစီသူ့ကိုလက်မခံကြတဲ့တိုင်းသား IA ဝဲစီ EO တွေကိုကဲတိုက်ပါရွေးပြတိုက်ပါသို့တော်လည်းပဲပြည်သူလူထုပေါ်မှာရွေးပြီးတော့မှဘုံကျဲတာတပ်ဖြတ်တာဘာသာရေးစောင့်အောင်တွေကိုဘုန်းကြီးတို့ highlight လုပ်ပြီးမပြောလို့တော့ဘူးနော် တနည်းပြောရရင်ဘာသာရေးအဆောက်အအုံဆိုလဲခြားဘာသာကိုနေရဲ့အဆောက်အအုံတွေကိုတိုက်တည်တွေ့မှာယနေ့မတရားသဖြင့်စောက်ဖွင့်မပြုတော့တာတော့ဗုဒ္ဓဘာသာကိုအားပေးသလိုလိုနဲ့ကို့လူဖြစ်အောင်လုပ်ပြီးတော့ကို့ဘာသာဝင်ကိုလည်းပဲကို့အာနာယူလက်နဲ့ကင်အောက်မှာပြားပြားဝဲအောင်လုပ်ထားတာအာနာရှင်တွေကိုယ်ွယ်တဲ့ဘာသာရေးဆိုတာဟာဘာသာရေးဆရာဆိုတာဟာသူတို့ရဲ့ဥဒိပန်ဆရာများမထင်နဲ့သူတို့ရဲ့အတုံးချခံနဲ့သူတို့ရဲ့ဖူလုံးလောက်ရာအဖြစ်သားလေးဖြစ်နေတယ်ဒါအတိုင်းမိမှာအားလုံးသိတယ်အာနာရှင်တွေရဲ့ကိုယ်ွယ်ရာဒီဘာလဲလို့ယနေ့ဦးစင်းလို့ပြောရမယ်ဆိုလို့ရှိရင်အာလက်နဲ့နဲ့သူတို့ငွေကြေးပဲဒါသူတို့ရဲ့ကိုယ်ွယ်ရာပဲသူတို့ငွေလိုချင်တယ်သူတို့အာနာရချင်တယ်ဒါကိုလက်န က်နဲ့အသုံးချတယ်လက်နက်ကလည်းသူတိဆောက်ထားတာမဟုတ်ဘူးသူရှာပွေထားတာမဟုတ်ဘူးတိုင်းပြည်ဘာသာနဲ့တိဆောက်ထားတဲ့အရာစစ်တပ်ဆိုတော့ဒသွေးတံတမိတ်အောက်ပါတိုင်းပြည်ကာဝယ်ဖို့လုပ်ရပေမဲ့အာဏာရှင်တို့ရဲ့အသုံးတော်ကံဖြစ်နေတာကတော့တိုင်းပြည်ကအရန်နဲ့ကိုနစ်တာ ဆင်းရဲလွန်လာတာကိုတွေ့ကြုံနေရတာပေါ့နော်။ဒါကြောင့်မလို့ယနေ့အာနာချင်းအာနာချင်းကလည်းယနေ့ဒေါ်လာနဲ့စုဖွဲ့ကိုတိုက်မယ်ဆိုလို့ရှားတိုက်ပါ။ Okay ပါပြဿနာမရှိပါဘူး။ယနေ့ဒေါ်လာရေးစုဖွဲ့ဆိုတာလည်းပဲနော်စုစုစည်းစည်းနဲ့တိုင်းသူပြည်သားရဲ့လူမျိုးမျိုးဘာသာမျိုးကိုတိုင်းပြည်ထဲမှာကိုကဘယ်လူမျိုးဖြစ်ဖြစ်စီကိုကဘယ်ဘာသာဝင်ဖြစ်ဖြစ်စီဘယ်ဘာသာဝင်ကဘယ်ဘာသာဝင်ကမကူဘယ်သူဖြစ်စီငါကိုယ်တိုင်လည်းလွတ်မြောက်မှုလက်ရလို့လေငါကိုယ်တိုင်လည်းမတရားဘူးမချိုက်ဘူး။ဒါကြောင့်မလို့အာနာချင်းစင်တွေစုကိုလွတ်မြောက်အောင်တော့ကိုကိုကျိုးစုပြီးတော့ကိုလူမျိုးကျိုးစုပြီးတော့ကိုဘာသာကျိုးစုပြီးတော့ကိုရဲ့တစုတစ်ဖွဲ့ကျိုးစုပြီးတော့ဘယ်တော့တိုင်းနိုင်ငံလုံးလွတ်မြောက်အောင်သွားမှရမယ်ဆိုတဲ့စိတ်နေစိတ်ထားတွေနဲ့ကြိုးစားအထောက်ဖို့လိုအပ်ပါတယ်။ ဲ့တော့အာနာယူကယူကောင်းပြီးတော့မှကဲမှာပေါ့ဆိုကြတော့တော်လိုင်းစုဖွဲ့ကိုတချို့နဲ့ညှိနဲ့နိုင်လိုက်တချို့နဲ့အမှာပေါ့ပြည်နိုင်ငံရေးရတရုတ်ကိုဖိစီးမှုလုပ်ပြီးတော့ရက်ခိုင်းလိုက်တော့တိုက်ထားတာပြန်တောင်းလိုက်နဲ့အမျိုးမျိုးပြည်နိုင်ငံရေးရလဲဖိစီးမှုဖြစ်နေတာကာလမှာဒီနေ့နယူးဒေါ်လာကြီးကိုဥဆောင်နေကြတဲ့ NUGC ရပဲ NUCC အစရှိတဲ့ပုံစံတွေပဲဖြစ်အခြား EO EO ပဲခေါင်းဆောင်တွေပဲဖြစ်ဖြစ်ဒေါ်လာရဲ့မြေတိအစုဖွဲ့ဖြစ်စီ နော်အဲ့တော့နိုင်ငံရေးဆန္ဒနိုင်ငံရေးအာသီတရကြတယောက်တစ်ယောက်မတူညီနိုင်ဘူးသို့တော်လည်းပဲကိုယ့်ရဲ့သွားမယ့်နိုင်ငံရေးဟာဒီမတရားမှုအာရဏရှင်စင်စနစ်ဆိုးမကြမဆုံးမရှင်းငါတို့ကမရနိုင်ဘူးအဲ့လိုအခြေအနေကာလမှာကိုကိုယ်တိုင်စူးစမ်းလို့ရလာတဲ့အခါမှာလက်နဲ့နဲ့အင်အားရှိလာတဲ့အခါမှာအာနာရှင်တို့ရဲ့အယူတွေရဲ့နော် အပေါင်းမတဲ့အချိုးမျိုးတွေကိုလှုပ်ဆောင်လာတာမျိုးတွေမလုတ်ကင်ကြဖို့လေအထူးပဲလိုအပ်ပါတယ်။ဒါကြောင့်အာနာယူကတိုင်းပြည်ပေါ်မှာအဲ့တော့တော်တော်လန်ကြတဲ့သူတွေကိုညှိနှိုင်းတယ်။တရုတ်ရဲ့ပြည်နိုင်ငံရေးနဲ့ဖိတယ်။အိန္ဒိယတို့အာဆီယံတို့ရဲ့ပြည်နိုင်ငံရေးနဲ့ဖိထားတယ်။ဖိထားပြီးတော့အဲ့လိုလေအဖိခံထားတယ်။ဘာကြောင့်ဖိခံထားတာတော့ဟုတ်တယ်သူတို့ကအချိုးစည်းဝါးကိုပလင်းလူဘူးဆိုဒီလိုမျိုးအခြေအနေနဲ့နည်းနည်းချိုင်းချိုင်းတွေတွေ့တာထားခဲ့ကြပြီ။တိုင်းပြည်သားရဲ့အရေးအထက် တနည်းပြောတော့သူတို့ရဲ့အကျိုးစီးပွားဒီအတ္တအရေးဒီပုံကြီးလာနေပြီအဲ့ဒါကိုကိုယ့်ရဲ့တော်လည်းအစုဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ NUG တို့ CRP တို့ NUCC တို့အစရှိတဲ့ EO EA ဝဲခေါင်းဆောင်တွေနော်အခြား LPD ရဲ့ခေါင်းဆောင်တွေကကိုယ့်အကျိုးစီးပွားကိုယ့်အတ္တမာနရှေ့တန်းတင်ပြီးတော့မှသွားနေကြမယ်တိုက်သူပြည်သားရဲ့အကျိုးစီးပွားဘာသာမင်းလူမျိုးမျိုးရဲ့အကျိုးစီးပွားမကြည့်ဘဲနဲ့ကိုယ့်တပုတ်ရဲ့ကိုယ့်တလူမျိုးရဲ့ကိုယ့်တနေရာရဲ့လွတ်မြောက်ဖို့နဲ့နော်အတ္တမာနခုလုံးလို့ပြီးချင်းချင်းနေခတ်နေကြမယ်ခွေ့နေကြမယ်ဆိုရင်တော့ဒီဒေါ်လာရေးကတိုက်ပြီးအတွက်တိုက်တဲ့ဒေါ်လာရေးမဟုတ်ဘူးကိုယ့်အတ္တမာနအတွက်လုတ်တဲ့အရေးခင်းနေပဲဖြစ်ပြီးတော့အာနာရှင်ကတော့တနည်းပြောတော့ပြည်သူကိုဘုံကျဲပြီးတော့ ။ချောက်မယ်၊လှမ်းမယ်တနည်းပြောရင်တော့အာနာရှင်တွေဆိုကဘာဆက်ဆက်ဘာလို့တော့ရှင်းရှင်းလေးပဲကဘာမှာရှင်းပါလေရှင်းရှင်းလေးမြိုင်မှာလေအာနာရှင်ဆက်ဆက်ဘာလို့လို့ဒီလူတို့အကြောက်တရားတွေရှောက်မယ်တတ်မယ်ဖြတ်မယ်ဖန်စီထောင်ချမယ်ခေါင်းဆောင်ကောင်းတွေလူကောင်းတွေဖန်စီထောင်ချမယ်အဲ့လိုဖန်စီထောင်ချမယ်အကြောက်တရားနဲ့အဲ့လိုအကြောက်တရားနဲ့သူတို့အာနာလူထားတော့မေ့သွားအောင်မလန်ရဲအောင် ဒါလုပ်နောက်တကစီဝါရေးနဲ့စီဝါရေးနဲ့ပဲလုတ်ဖဲရအောင်လုတ်ပေးပြီးတော့သူတို့အာဏာလုထားတာကိုတော့မတော်လောင်အောင်လုပ်မယ်။ဒါတတိယပြတော့စီဝါရေးကိုဖျက်ပြီးတော့မတော်လောင်အောင်လုပ်မယ်။နောက်တကလောင်းကစားနဲ့စီဝါရေးလောင်းကစားနဲ့အာဏာလုထားတာကိုမေ့သွားအောင်လုပ်မယ်။နောက်အပျော်အပါးနဲ့သူတို့အာဏာလုထားတာကိုမေ့သွားအောင်လုပ်မယ်။ဒီလိုလုပ်ရမျိုးတွေနဲ့ယနေ့လိုအဆိုးပါးဆုံးမြေကြီးကြိုင်ရဲ့တော်ပြီဆိုတဲ့ဒီအောက်တန်းသားတွေရဲ့စိတ်ဓာတ်နဲ့တိုက်သူပြည်သားတွေပေါ်မှာရွေးပြီးတော့ပြည်သူတို့ကတက်ပြနေတာဟာပြည်သူတို့ကအမှန်တရားကိုထောက်ခံရဲအောင်ပြည်သူတို့ကဒီအမှန်တရားတဲ့ဒေါ်လာကြီးကိုထောက်ခံရင်ငါတို့ကနေရမရှိတော့ဘူးဆိုတဲ့အတွေးမျိုးတွေနဲ့အနာဂတ်ကိုကြောက်လာပြီးတော့မှ နော်ဘယ်ဘက်ဟိုတနည်းပြောတော့အာနာရှင်ဆိုတဲ့ဘက်ကိုရင်းအောင်ရေရဆက်ဆက်တပ်ဖြတ်နေတာပါအနာဂတ်မှာအာနာကိုဆုတ်ကင်ဖို့အတွက်တော်လကောင်းအတိတ်ကဒီနော်တော်လန်ကြတဲ့လူငယ်တွေပေါ်မှာထောက်ခံအားပေးခဲ့တဲ့အာဂါရအညိုးတင်းတဲ့တော်လကောင်းအတိတ်ကနော်အာဂါရအညိုးတင်းရယ်အနာဂတ်မှာတိုင်းပြည်အာနာကိုလက်မလွတ်နဲ့ဆုတ်ကင်ခြင်းရဲ့စိတ်တွေနဲ့နော်တတိယတော်လန်ကြတဲ့အစုဖွဲ့လိုကြတော့နော်တနည်းပထမနိုင်ငံကြီးကစိတ်ဆက်ညီနိုင်တာအတင်းဖိပြီးတော့တရုတ်တရုတ်ဆိုးရရအရာနဲ့ဖိပြီးတော့လုတ်ပြီးတော့ပြန်တောင်းယူတာအချက်မရှိဘူးနိုင်ငံကြီးကဒီလိုတွေလို့ဆောင်လာနေတယ် ဒီလိုလိုဆောင်လာနေတဲ့အခြေအနေတွေကအနာဂတ်မှာတိုင်းပြည်အာဏာကိုအမြဲတမ်းဆုတ်တိုင်လို့လို့ပါဦးဇင်းတို့တိုင်းပြည်ကိုဖဲကြည့်အောင်ဦးဇင်းတို့အခုဆိုကြပါစို့အေအေတို့ရခိုင်တို့ရှိတယ်ကရင်ရှိတယ်ချင်းရှိတယ်ဟုတ်လားချမ်းရှိတယ်အခုကရင်ရှိတယ်နောက်တကအခုကရင်နီရှိတယ်ဟုတ်လားမွန်ရှိတယ်အဲ့တော့အများစွာသောအခုဒေါ်လာရေးစုပ်ွက်တွေရှိတယ်အဲ့လိုဒေါ်လာရေးစုပ်ွက်အချိန်မှာအခုဆိုကြပါစို့မြေပြတ်နဲ့တောင်ပေါ်ဒါဘုန်းကြီးကိုဖဲပြောတာမဟုတ်ဘူးဒါစကလုံးရဒါအမှန်တရားဒီတိုင်းမဲ့တော့ဆိုတော့အဲ့လိုရှိတဲ့ခါမှာအခုပြည်တွင်းမှာရှိလာတဲ့စကိုင်းမကွေးမန္တလေးဟုတ်လားစကိုင်းမကွေးမန္တလေးဘကုရန်ကုန်တနင်္သာရီအေအာဝီဆိုတဲ့အတွက်မဲ့ပြည်မှာဘာဖြစ်နေလဲကြံခဲ့တယ် ဲ့တော့ကျန်တဲ့အေးအေးတို့ဘာလို့သွားနေပြီချင်းနေသွားနေပြီကချင်းသွားနေပြီမြောက်ပိုင်းသုံးဘက်လည်းသူကသူအားနေချက်တွေရှိပြီမပြုတ်ပြင်းပြီးသွားဖို့တော့အင်မတန်လိုတာပေါ့အချင်းချင်းတွေတို့တွေခတ်နေတာတွေကတော့ဟိုလူဘာဝနေတာတွေကတော့နည်းနည်းရက်ဆိုင်ဖို့တော့လိုတယ်လို့ဒီနေ့ကပြောချင်ပါတယ်တော်လည်းအေးရတော့ နော်တိုက်ပြီမှာဟာနာရှင်ကိုကြာဆုံးအောင်ကြိုးစားခဲ့ကြတာကောင်းတယ်သို့တော်လည်းနောက်ပိုင်းမှာကိုကျိုးစီပွားကြည့်တာကိုအချင်းချင်းနေနော်ပွက်ပွက်တော်တွေညံနေတာတိုက်ပြီပြည်သားတွေစိတ်ဆင်းရဲအောင်ဒီလိုမျိုးတွေအတ္တကိုညှင့်တင်နေကြတဲ့လူရက်တွေကိုလည်းချော့ဖို့လိုအပ်ပါအဲ့တော့ပြောလို့ဒီမှာ EO EA ဒေတာတွေဟာနောက်ဆုံးခု2025အကျော်မှာတကယ်လို့များတော်လန်ကြီးကရှေ့မတိုးနိုင်မယ်ဒီတိုင်းနဲ့ရှိခဲ့ပြီးတော့သွားနိုင်မယ်ဆိုရင်ကျန်တဲ့နော် EO EA တွေကသူတို့နယ်မြေတွေမှာတဖြည်းဖြည်းတိုးပြီးတော့တိုက်သွားမယ်အခုကရင်ဆိုလည်းသူရဲ့အခုနယ်ဆက်ဒေတာထိုင်းနယ်ဆက်မှာရှိရဲစစ်ကောင်စီရဲ့အခုဆိုကြပါတော့နော်နေကြဆောင်တက်တယ်အကုန်လုံးတစ်ခုပြီးတစ်ခုတိုက်ပြီးတော့တိတ်တိတ်သိမ့်နေတာကြီးအခုတွေ့နေတာတိတ်တိတ်လို့ဘုန်းကြီးတို့ပြောတာပါ ။နော်ဒေါ်လာကြီးတော့အချိန်ကျပြီလို့တော့သူတို့သုံးသက်တဲ့အနေအထားမှာခရီးကောင်းဆောင်တွေထင်တယ်လို့တော့မြင်ရတာပဲ။အဲနော်ဆက်ဆက်ပြီးတော့တိုးတက်ပြီးတော့သူတို့နေရာကြီးသူတို့တိမ့်သွားနိုင်တယ်ဆိုရင်လည်းဝမ်းသာစရာပေါ့။သို့တော်လည်းပဲယနေ့တကယ်လို့များအီးကိုအီးရအောင်တွေကသူတို့ရဲ့ပြည်နယ်တွေမှာအခုသူတို့ဆိုင်ရာစစ်တပ်ကိုမောက်ထုတ်နိုင်ပြီးတော့အခုစကိုင်းမကွေးမန္တလေးဆိုတဲ့ဥမာပေါ့ဘကိုးဆိုတဲ့ရန်ကုန်ဆိုတဲ့တနင်္လာရီဆိုတဲ့အေရီဆိုတဲ့ဒေသတွေမှာ ကြံနေခဲ့ပြီဆိုရင်နော်ရွေးကောက်ပွဲကလည်းလုပ်သွားမယ်အနာဂတ်မှာဒီနေရာစိုးမိုးသွားမယ်ဆိုကဲမင်းတို့ဗမာပြည်ကဗမာနေရာတော်လှန်ကြကွာဆိုပြီးတော့များဖြစ်လာခဲ့ရင်ငါတို့ရဲ့ NUG ငါတို့ရဲ့ CRB ငါတို့ရဲ့ NUCC နဲ့ငါတို့ရဲ့အခုပကပပပပလာဖ PDS ဆိုတဲ့ LPDS ဆိုတဲ့အဖွဲ့အစည်းတွေအစည်းလုံးညီညွတ်မှုတနည်းပြောရတော့တခြား EO EAO တွေရဲ့စူးစမ်းပြီးတော့ဟိုဥဆောင်ပေးမှုတွေမပါဘူးဆိုရင်ဗမာရဲ့တော်လှန်ရေးတနည်းပြောရမြေပြန့်ရဲ့တော်လှန်ရေးဟာကြံခဲ့နိုင်တဲ့အခြေအနေရှိတာကိုအားလုံးနားလည်သိရှိပြီးသားဖြစ်မှာပါဒါကြောင့်မို့လို့ကျွန်တော်အချုပ်ပြီးပြောရရင်တော့ အနာချင်းဟာနော်ဒီဒေါ်လာရေးကိုထောက်ခံခဲ့တဲ့ပြည်သူကိုလည်းအညှို့တိအာဃာတနဲ့နော်ဘုံကျဲတက်ဖြတ်ဖန်စီတက်ဖြတ်နှိမ့်ဆက်တက်ဖြတ်ဒီလိုမတရားဥပဒေစစ်မှုထမ်းပြပြီးတော့မတရားလုပ်နေတယ်လို့အနာကမှလည်းအနာဆုတ်ကယ်မှုအတွက်ဆက်လက်တက်ဖြတ်နေမှာပါပဲဒါကြောင့်မို့လို့ဦးစင်းတို့ဟာဗမာလီဘာဟာဗမာဟန်ယနေ့ NUGC ရပြီ NUCC နော်တော့ဒီစကိုင်းမကွေးမန်လေးဘက်မှာရှိကြတဲ့ပကပပါပါပလာဖဆိုတဲ့ NUG MO ရောက်မှာရှိကြတဲ့ဖွဲ့စည်းတွေ LPD တွေကစုစည်းညီညွတ်မှုတွေဆိုတဲ့အခါမှာကိုယ့်ရဲ့အတ္တကိုဖြေချော့ပြီးတော့မှအနာကတ်ကိုငါတို့ကြံနေခဲ့လို့မဖြစ်ဘူးအနာကတ်ကိုတော့ငါတို့ဘယ်လိုသွားမလဲဆိုတဲ့အရာတွေကိုအခြားသောအေးကိုခေါင်းဆောင်နေအေးက အီယောက်ဝဲခေါင်းဆောင်တွေနဲ့တော့ခြေပြေးစနစ်တကျကိုစုစည်းညီညာတိုင်မြင်မဟာဗျူဟာမြောက်စုစည်းပြီးတော့မှအနာတက်ကိုသွားနိုင်မှဘာလို့တိုင်းပြည်ဟာလွတ်မြောက်ရှင်းဆိုတဲ့အကျိုးစီးပွားကိုခံစားရနိုင်ပါလိမ့်မယ်။သို့မဟုတ်လို့ကတော့အာဂါရနဲ့နင်းချေချင်းရဲ့အနာကတ်မှာအာနာရဖို့အတွက်တပ်ဖြတ်ခြင်းရဲ့ဒုက္ခပေးခြင်းရဲ့ကတော့ဘာလို့တိုင်းပြည်ဟာခါးစီးပြီးတော့တနည်းပြောရင်တော့ပြီမဆိုတဲ့အတွင်းထဲဟာမြေပြတ်ဆိုတဲ့အတွင်းထဲဟာခါးစီးပြီးခံနေရမယ့်အတိုက်အခံရှိလို့ အားလုံးကောင်းဆောင်ကောင်းနေတော့လူငယ်တွေတိုင်းပြည်သူပြည်မှာရှိကြတဲ့တော့တော်လိုက်အစုပဲအားလုံးနေဝိုင်းဝန်းညီညာစွာကြိုးစားဆောင်ရွက်နိုင်ကြဖို့အာဏာရှင်စနစ်ဆိုးအောက်ကလွတ်မြောက်နိုင်ကြဖို့ဒီအညှိုးဒီအာဃာတရှိတဲ့ပုံစံတွေကိုဖယ်ချနိုင်ကြဖို့ဝိုင်းဝန်းညီညာစွာကိုချိုးမဖက်တိုင်းပြည်ကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်နိုင်ပါစေလို့ဆင်းနေတဲ့သူပဲတိုက်တော်မေတ္တာရက်ခံပါတယ်ဆက်လက်ပြီးတော့ဆမကတဲ့ရင်ကိုဆွေးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်ဆမအဲထောက်ပြသုံးသပ်ပေးသွားတယ်ပေါ့နော်ယနေ့တိုင်းပြည်ကတွေ့ကြုံနေရတဲ့ဆင်းရဲဒုက္ခတိုင်းပြည်သားတွေရဲ့ဆင်းရဲဒုက္ခစိုးရွားမချိအောင်ကြီးပါတယ် ုံချဲခံတဲ့နေရာအတဏီပြောရရင်တော့အဲ့ဒီပြီးသားကိုဆွမ်းတော်ဆောင်ကြီးပြောလို့ပဲတစားကံပေါ့တဏီပြောရရင်တော့သူတို့ဘက်ကမရက်တည်ခဲ့တဲ့အတွက်ကြောင့်မို့လို့အညိုအတင်းနဲ့အနာကမှာဒီအာနာကိုအမြဲတမ်းမတရားလှုပ်ထားတဲ့အာနာကိုစုတ်ကင်နိုင်ရေးအတွက်အဲ့ဒီပြီးသားကိုအညိုဒီအာဃာတရအနာကအာနာစုတ်ကင်နိုင်ဖို့ရေနော်အဲ့တော့တဏီပြောရရင်တော့တော်လန်ရေးအဖွဲ့အစည်းတွေကိုတိုက်ထားတဲ့ပြည်သူလူထုပေါ်မှာတခက်ကိုအညိုဒီအာဃာတနဲ့တစားကံအနေနဲ့အနာကအကျိုးစီးပွားအာနာစုတ်ကင်ရေးအတွက်ရဲရဲစက်တတ်ခံနေရတဲ့ ပြည်သူတို့ကိုစားတဲ့အကြမ်းကိုဒါဦးစင်းတို့စိတ်မကောင်းဖြစ်ရတယ်အဲဆိုအဲ့လိုပဲအဲတိုက်သူပြည်သားတွေမှာအခြားသောနေရာတွေမှာလည်းပဲမရေရတဲ့စစ်မှုထမ်းဥပဒေကြောင့်သာသမီဆင်းရဲဒုက္ခရောက်ရတဲ့ငွေကြီးပေးရတာလေးအခုမပါရေးပြပေးရတဲ့နောက်ပိုင်းကျလည်းဒါတွေပါသွားမှာပဲဒါကိုလည်းဒုတိယချက်နိုင်ဖို့လိုအပ်ပါတယ်တိုင်းပြည်ပြည်မှာရှိကြတဲ့ပြည်သူလူထုကတော့သူတို့လက်ကိုထဲကရေလိုဖြစ်နေတာတုံလို့တော့မောက်လို့မောက်ပေါ့နော်ဒါပေမဲ့တစ်ခုရှိပါတယ်တိုင်းသူပြည်သားအပေါ်မှာဒီလိုမတရားလုပ်ခဲ့တဲ့ အာနာရှင်ဆက်ဆက်ကတော့ကဘာမှာနော်အဲ့တော့ပြုတ်ပြုတ်ပြုံးသွားတာတော့အသေးချာပါပဲသို့တော်လည်းပဲတော်လန်ရေးတီချီချာနေမယ်အာနာရှင်စနစ်တီတက်ဆိုးချိန်နေမယ်ဆိုရင်အဲ့တော့တိုင်းသူပြည်သားတွေရဲ့နာကျင်ရတဲ့ဒုက္ခဆင်းရဲဒုက္ခတွေဟာနော်တကယ်ကိုမသက်မသာကြီးပါဒါကြောင့်အကျိုးစီးပွားအဆောက်အအုံတွေအတွက်လည်းခက်ခဲဖြစ်ရတယ်နော်ဆက်သွယ်ရေးတွေလည်းခက်ခဲဖြစ်ရတယ်ကျန်းမာရေးတွေလည်းအမျိုးမျိုးခက်ခဲဖြစ်ရတယ်ဒီလိုခက်ခဲပေါင်းများစွာနဲ့တိုင်းပြည်သားတွေကြုံတွေ့နေရတာပါအဲ့တချို့တို့ရန်ကုန်လိုနေရာမျိုးမှာမီးပြတ်တယ်ရေးပြတ်တယ်ဒါတိတိလေးမဟုတ်ပါဟာအညာဒီသားအကွာမင်းဘုံတော်ချဲခံရသေးတာမေတ္တာစာဟုတ်တယ်ဘုံချဲခံရတဲ့နေရာလည်းမသက်သာလို့ရန်ကုန်လိုနေရာမျိုးမီးပြတ်တယ်ပေါ့နော်မန္တလေးနေရာ ်ငလေးလှုပ်တာတယ်ငလေးလှုပ်တာတယ်ငလေးကထခဏခဏလှုပ်နေတယ်ဒီဒုက္ခတွေအမှန်လေးမှလှုပ်တာရံကုန်ပြလှုပ်လာမလားလဲဆိုတော့ဆိုရင်တော့ကတွေဘကိုးမှဖြစ်တယ်ဆိုရင်တော့ကတွေစသည်စသည်ပေါ့နော်ဒါတွေတနိုင်ငံလုံးကိုဥပမာလို့ဦးဇင်းတို့ဒါမျိုးကြီးနေထင်ချောင်းပြောတာပါဆိုအဲ့လိုနေရာတွေမှာတွေ့ကြုံနေရတဲ့ဟိုးအပေါ်ဆုံးတက်မှာရှိတဲ့သူဟာလေးငါးချောင်းတက်အထက်မြင့်မှာအပတ်မန့်တစ်ခုမှာတိုက်ခန်းတစ်ခန်းမှာနေရတဲ့သူဟာရေမလာလို့ဖြစ်တဲ့ချင်းကြီးချင်းငယ်ကိစ္စเนาะအဲ့တော့တမင်ချဲရဒုက္ခကိုပြောနေချင်းကြီးချင်းငယ်ဒုက္ခအင်မတန်ကိုကြီးပါတယ်လက်ဆောင်နေရတဲ့မျိုးဒီဒုက္ခတွေရတဲ့မျိုးနဲ့အာနာချစ်စနစ်ဆိုးအောက်မှာ တကယ့်ကိုဘုံချက်တပြက်ခံရတဲ့ဒဇာကံလုခံရတဲ့တနည်းပြောရင်တော့အညူတီအာဂရာထခံရတဲ့အနာကက်ကိုအာနာအတွက်အချင်းကြောက်ခံရတဲ့စစ်မှုထမ်းဥပဒေတော့စီးပွားရေးလူမှုရေးအချက်တဲအထွေထွေအချက်တဲအများစွာတွေ့ကြုံနေရတဲ့တိုင်းသူပြည်သားတို့ဟာအင်မတန်လွတ်မြောက်ခြင်းနဲ့ထိုက်တယ်ပါတယ်ဘာကြောင့်လို့ဆိုရင်အမန်ဒီယားကယနေ့ထိရတဲ့တယ်အမာဒီယားကမရက်တည်ဘူးမိတို့ပဲတော့ဥဆောင်တဲ့သူတွေအာနာချက်တွေရှိနေပြီဖြစ်စေအာနာရှင်ဘက်ကိုရိမ့်မသွားဘူးဒါကြောင့်မလို့ယနေ့စူးစမ်းအထုတ်နေကြတဲ့ခေါင်းဆောင်ကြီးခေါင်းဆောင်ငယ်တွေအနေနဲ့တနည်းပြောရင်တော့ ယနေ့အားလုံးနော် NUG ဆိုရ NUCCC ရပြီးပို့ပြီးတော့ကြိုးစားအထုတ်ဖို့လိုအပ်ပါတယ်နော်စိတ်ပါလက်ပါပေါ့နော်စိုက်လိုက်မတ်တက်နော်ဒီနေ့ပြောရင်တော့ကိုယ်စိတ်ကိုအကြီးမှုပြုပြီးတော့နော်မဖြစ်မနေနော်ကြိုးစားစန္ဒာဓိပတိပေါ့စန္ဒာလာရှိရင်ဖြစ်ရမယ်ဝရိယနဲ့ကြိုးစားရင်ဖြစ်ရမယ်ငါတို့ပညာနဲ့သုံးသပ်ပြီးကြိုးစားမယ်ငါတို့လိုအပ်ချက်တွေပြုပြီးမယ်ဆိုတဲ့ဒီလိုခေါင်းဆောင်မှုစိတ်ထားရင်လည်းကြိုးစားအပ်ပါတယ်အဲအဲ့လိုမှမဟုတ်တော့ဆိုရင်လည်းအောက်ချိန်မှာရှိကြတဲ့လူငယ်ခေါင်းဆောင်တွေဟာတကယ့်ကိုအေအေလို့ကြိုးစားသွားသလိုပေါ့နော်တကယ့်ကိုကြိုးစွန့်လို့တဲ့စိတ်ကိုအကျိုးကိုစွန့်လို့ပြီးတော့မှကိုလူမျိုးကိုဘာသာနောက် ကိုယ်နိုင်ငံဘာသာမျိုးရေးလူမျိုးမျိုးဒီလိုအဆင့်ဆင့်စ조사အထုတ်နိုင်ဖို့လိုအပ်ပါတယ်ကိုချိုးကြည့်မယ်ဆိုရင်တော့ဒါဟာမရိုးဖြောက်မှုလည်းပါလာမယ်အများချိုးလည်းမတွတ်တော့ဘူးအဲ့တော့ကိုချိုးကြည့်မှုကိုဖယ်လိုက်မယ်တိုင်းပြည်ရဲ့အကျိုးကိုကြည့်မယ်ငါတို့ဘာသာမဟုတ်ငါတို့လူမျိုးမဟုတ်လူမျိုးမျိုးဘာသာမျိုးငါတို့တိုင်းပြည်မှာအတိတ်တို့ကအတိတ်ကလည်းရောက်ခဲ့ပြီအနာဂတ်မှာစိတ်ရောက်ရမယ်ဘေးယနေ့တွေ့နေတဲ့ဆင်းရဲတွေအနာဂတ်ကိုလင်းလင်းမြဲမြဲလွတ်ဖို့ဆိုတဲ့စိတ်စေနာနဲ့ကိုစိတ်စေနာထားရင်လည်းကိုချိုးဆွလွတ်လာမယ်ကိုချိုးဆွလွတ်လာရင်လည်းတိုင်းပြည်ရဲ့အကျိုးကိုရှေ့ရှုလာတော့ဒါကြောင့်ညီညွတ်ရေးကဘယ်လိုဒီဆောက်မလဲလို့ပြောရင်ကိုချိုးဆွလွတ်မှုကိုချိုးကြည်လွန်မှုကိုဖယ်ရင် မယိုးသားမှုဖယ်ပြီးသားဖြစ်မယ်စီးလုံးညီညွတ်မှုတိဆောက်ပြီးသားဖြစ်ပြီးတော့အာဏာရှင်စနစ်ကိုဒီလိုရက်စက်လာတဲ့ရုပ်မာလာတဲ့အစားကလုတ်ထားတဲ့အညိုဒီအာကာတာထားတဲ့အနာဂတ်ကိုလည်းအာဏာဆုပ်ကပ်ပြီးတိုင်းပြည်ကိုဒုက္ခပေးလို့တဲ့ပြည်သူကိုယင်ထဲမှာသူတို့လက်ထဲမှာမှောက်လို့မှောက်သုံးလုံးသုံးလုံးနေတဲ့သူတွေကိုလက်ကတည်းကလွတ်မြောက်အောင်ဂေတန်တိုင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုဂျိုးကြည့်တဲ့စိတ်ကိုဖယ်ပြီးတော့ကိုဂျိုးဆုံးလုံးတဲ့နှလုံးသားနဲ့လူမဲ့ခေါင်းဆောင်လေးအနာဂတ်မှာတိုင်းပြည်ကိုလွတ်မြောက်အာဏာရှင်စနစ်ဆိုးနဲ့တော့လက်နဲ့ရှိရင်ငွေရှိရင်အနိုင်ကျင့်လို့ရတဲ့စနစ်ဆိုးကလွတ်မြောက်အောင်စိတ်စိမ်သာပြေဝစွာဖြစ်ဆက်လက်တည်ဖို့ဂျိုးကုတ်အားထုတ်နိုင်ကြပါစေလို့အထူးပဲတိုက်တွန်းလို့ဆိုရပါတယ်ယေရှုတင်ပါတယ်အားလုံး